ိသက်တို့ရေလမ်းလျှောက်တယ်ဆိုတာကဘာမှထိုးစံအံ့ဩစရာကောင်းတဲ့အချက်မဟုတ်ပါဘူး။လူတိုင်းလုံးနေကြရိုးရှင်းတဲ့ကိုယ်လက်လှုပ်ရှားမှုတစ်ခုပါပဲ။ဒါပေမဲ့ဒီလိုမျိုးဘာမှတိတ်မထူးကြတဲ့လမ်းလျှောက်ခြင်းကနေအုံနောက်မှတ်ဉဏ်တွေတိုးတက်လာတာမျိုးဖြစ်လာစေတယ်ဆိုတာကိုပြည်သက်တို့သိကြပါသလားတပတ်ကို3ချိန်တစ်ချိန်မှာမိနစ်40လောက်လမ်းလျှောက်ပေးတာကအုံနောက်အရွယ်စားကိုကြီးစေပြီးတော့မှတ်ဉဏ်တွေကိုတိုးတက်စေတယ်လို့သူတွေတီတွေဟာ၄ပါးချက်တစ်ခုမှတွေ့ရှိခဲ့ပါတယ် ဒီလိုအကျိုးရှိတဲ့လေ့လာတွေ့ရှိချက်ကိုအမျိုးသားသိပ္ပံအကယ်ဒမီရဲ့မှတ်တမ်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြိသက်ကြီးတို့ရဲ့အသက်ကြီးလာလေးလေးမေ့တက်လာလေးပဲမဟုတ်ပါလား။ဒီလိုမေ့လွယ်တက်တာကိုကုစားဖို့အတွက်လမ်းလျှောက်ခြင်းကငွေကုန်ကြေးကြမများတဲ့ကြီးမားတဲ့အထောက်အပံ့တစ်ခုပါပဲ။တစ်ပတ်ကို၃ချိန်တစ်ချိန်ကိုမိနစ်၄၀လောက်လမ်းလျှောက်တာကဘာမှသိပ္ပံမှန်းတဲ့ကိစ္စလည်းမဟုတ်ပါဘူး။ဒါပေမဲ့လမ်းလျှောက်တာကနေရတဲ့အကျိုးကျေးဇူးကတော့အမှန်ခံပါပဲ။ ဘာလို့လဲဆိုတော့လမ်းလျှောက်တာကအရာဝတ္ထုရဲ့တည်နေရာနဲ့ဆက်ဆက်မှုတွေကိုမှတ်မိနိုင်စွမ်းဖြစ်စေတယ်။အုံနောက်အပိုင်းနေရာတစ်ခုကိုကြီးထွားတိုးတက်မှုရှိစေတာကြောင့်ပါပဲ။ဒါကြောင့်စန့်ကျင်ဘက်ဖြစ်တဲ့ကိုယ်လက်လှူရှားမှုနဲ့ပြီးအထိုင်ရတဲ့နေထိုင်မှုပုံစံမျိုးရှိတာကကျန်းမာရေးရှုထောင့်အရာပြောရရင်ကိုယ့်ကိုယ်ကိုအသက်ကြီးလာလေမိနေလေဖြစ်အောင်လုပ်မိနေတာပါပဲ။ပိတကြီးတို့အနေနဲ့အသက်ကြီးလာလဲမှတ်ဉာဏ်တွေကောင်းနေဖို့အတွက်အထက်ပါနီးလန်းလေးအတိုင်းလမ်းလျှောက်ဖို့ကိုမမေ့ပါနဲ့ဦးနော်အဆုံးကြီးရှိပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်ပိတတို့ရေ အာဖရိကတိုက်ရဲ့အပူပိုင်းဒေသတွေမှာပဲတွေ့ရတတ်တဲ့ထူးခြားစမ်းကျယ်တဲ့သစ်ပင်ကြီးတစ်မျိုးရှိပါတယ်။အဲ့ဒီသစ်ပင်ကြီးကိုတော့ဘောင်ပါအပင်ကြီးတွေလို့ခေါ်ပါတယ်။အမြင့်ပေတရာအထိကြီးပြင်းနိုင်ပြီးတော့ပင်စည်လုံးဘက်ကတော့36ပြည်အထိကြီးထွားနိုင်ပါတယ်။ဒါကြောင့်လည်းဒီအပင်ကြီးတွေဟာဝဝတုတ်တုတ်ကြီးတွေဖြစ်နေခဲ့တာပါ။မှန်တမ်းတွေအရတချို့ဘောင်ပါအပင်တွေကနှစ်ပေါင်း2000ကျော်လောက်ထိအသက်ရှင်နိုင်ပါတယ်။ဒါကြောင့်အာဖရိကလူမျိုးစုတွေဟာဒီဝဝတုတ်တုတ်အပင်ကြီးကရတဲ့အသီးတွေကိုစားသုံးပြီးနှစ်ပေါင်းများစွာအသက်ရှင်ခဲ့ကြတာပါ။ ပေါင်ပါအသီးဟာအဖြူရောင်ရှိပြီးတော့ပေါင်နာမှုလိုအနေအထားရှိပါတယ်။ပေါင်ပါအသီးမှာဗီတာမင် C အမြင့်တက်တဲ့အောက်ဆီဂျင်တက်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီးအဆေးကနေထုတ်ယူတဲ့အဆီကိုလည်းအစားအစာနဲ့အလကုန်ပစ္စည်းတွေထုတ်လုပ်လို့ရပါသေးတယ်။ဒါလည်းမကသေးပါဘူး။ပေါင်ပါအပင်ကြီးတွေကို နေစရာအဖြစ်ပါအသုံးပြုလို့ရပါတယ်။အပင်ကြီးတွေရဲ့ပင်စီအောက်ခြေမှာအပေါက်ဖောက်ပြီးတော့အိမ်လိုမျိုးဝင်ရောက်နေထိုင်လို့လည်းရပါသေးတယ်။ဒါအပြင်ဘောင်ပပင်စီရဲ့အတွင်းသားမှာရှိတဲ့တ िश ူးတွေက ရေတန်ချိန်ပေါင်းတသိန်းကျော်အထိတိုးလောင်ထားနိုင်ပါတယ်။ ဒါကြောင့်ခြောက်သွေးတဲ့ရာသီဥတုရောက်တဲ့အခါအာဖရိကလူမျိုးစုတွေဟာဒီအပင်ကြီးရဲ့ပင်စီထဲမှာတိုးလောင်ထားတဲ့ရေကိုတောက်ပြီးတော့အသက်ရှင်ကြတာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။ကဘာပေါ်ကငှက်တွေအလုံးတွေမှာကြီးကန်းတွေကိုလုံးဝပြဿနာသွားမရှာသင့်ပါဘူး။သူတို့ကငှက်မျိုးစိတ်တွေထဲမှာအုံနာအကောင်းဆုံးဖြစ်ပါတယ်။သူတို့ရဲ့အသိဉာဏ်ကအသက်9နှစ်အရွယ်ကလေးငယ်တစ်ယောက်နဲ့တူညီပါတယ်။နောက်ပြီးမှတ်ဉာဏ်ကလည်းကောင်းပါတယ်။ တို့ကလူတွေဖန်တီးထားတဲ့ဗဟင်းကြီးအသေးစားလေးတွေကိုတောင်ဖြည့်ရှင်းနိုင်ပါတယ်။ကြီးကဲတွေမလုံးနိုင်တဲ့အရာဆိုရင်ခွင့်လို့တီးခံမှုတစ်ခုပဲရှိပါတယ်။တို့ကတို့နဲ့ပြဿနာဖြစ်ထားတဲ့လူကိုခေါင်းထဲမှာအသေးမှတ်ထားပြီးတော့ကြုံရင်ကြုံတယ်လို့လက်စားချေတတ်ပါတယ်။သူတွေမကပဲသူ့ရဲ့အပေါင်းအပါကြီးကန်းတွေကိုလည်းလက်စားချေပေးဖို့စီယုံတတ်ပါသေးတယ်။ကြီးကန်းတစ်ကောင်ကိုပြဿနာရှာမိရင်ကြီးကန်းတအုပ်လုံးရဲ့အဆုံးကြီးလောင်းတာကိုခံရနိုင်ပါတယ်။ဒီလောက်နဲ့ရင်သူတို့ကမကျေနပ်သေးပါဘူး။ သူတို့မကျေနပ်တဲ့သူရဲ့မျက်နှာကိုတားစင်မြင်းဆက်လက်ဆင့်ကမ်းပြီးလက်စားချေခိုင်းပါသေးတယ်တခါမှမမြင်ဘူးတဲ့ကြီးကန်းတစ်ကောင်ကကိုယ့်ကိုပြဿနာလာဆိုင်ဒီကြီးကန်းရဲ့အဖိုးဖြစ်သူကိုအရင်ကတခုခုလှုပ်ထားခဲ့မိတာလည်းဖြစ်နိုင်ပါတယ်။မှညံအရင်ကောင်းတဲ့အပြင်တကောင်နဲ့တကောင်အပြန်အလှန်ဆက်သွယ်မှုအားကောင်းတာကြောင့်ကြီးကန်းတွေကပြဿနာကိုလက်ဆင့်ကမ်းပြီးတော့ဖြေရှင်းတတ်တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။